င်္ဂလာပါရှင်စမောရီယ News and IT မြန်မာ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Air India လေယာဉ်ပြကြမှုနောက်ဆက်တွဲအခြေအနေမနေ့ကဇွန်လ12ရက်နေ့နေ့လယ်ပိုင်းမှာအိန္ဒိယနိုင်ငံအဟန်ဒါဘတ်လေဆိပ်ကနေလန်ဒန်မြို့ကဲဝယ်လေဆိပ်ကိုပြန်တန်းခဲ့တဲ့ Air India ခီးတဲ့တင်လေယာဉ်ဟာပြန်တက်ပြီးမိနစ်ပိုင်းတွင်မှာပဲဂူဂျာရက်ပြည်နယ်လူနေရပ်ကွက်တစ်ခုထဲကိုပြန်ကျခဲ့ပါတယ်။ အဲ့ဒီပြကြမှုတွင်လေယံပေါ်လိုက်ပါသွားသူ243ဦးထဲမှတဦးသာအသက်ရှင်ပြီးအလုံးသေဆုံးခဲ့တယ်လို့လေယံဟာစေဆောင်တစ်ခုပေါ်ပြကြခဲ့တာကြောင့်စေချောင်းသားတွေနဲ့ဒေသခံတွေလည်း50ဦးခန့်သေဆုံးမှုရှိခဲ့တယ်လို့အိန္ဒိယသတင်းတွေမှာဖော်ပြကြပါတယ်7မိနစ်နောက်ကျလို့လေယံမမီခဲ့သူကျွန်တော်တို့လေဆိပ်ချက်ကင်းဂိတ်ကိုရောက်တော့7မိနစ်လောက်နောက်ကျနေပြီဒါပေမဲ့သူတို့ကကျွန်တော်ကိုဝင်ခွင့်မပေးတော့ဘူးအဲဒါကြောင့်ကျွန်တော်လှည့်ပြန်ခဲ့ရတယ် လေစိတ်ကိုလာချင်းကားလက်တွေပိနေတော့နောက်ကျသွားတာပြီးမှသိလိုက်ရတာလေရင်ပြန်ကျသွားတယ်ဆိုတာကိုကျွန်တော်အံ့ဩဆွအားသွားမိတယ်ကျွန်တော်ဘေးကင်းလုံခြုံခဲ့တာကြောင့်မေရောနတ်သမီးဟိန္ဒူဘာသာယမဟာဒေဝီကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့လေရင်ပြန်ကျတဲ့ထဲပါသွားတဲ့သူတွေတက်ကတော့တကယ်ကိုစိုးရွားလိုပါတယ်မနေ့ကဇလာစနေရနေ့ကပြန်ကျခဲ့တဲ့ Air India လေရင်ကိုမမီလိုက်သူတူကပြောထားတာပါသေဆုံးသူစီမြသားချင်းကိုအတီးပြုလို့ ျွန်တော်မိသားစုဝင်တဦးသေဆုံးတဲ့အထက်ပါသွားတာနဲ့ပတ်သက်ပြီးကျွန်တော်အတည်ပြုနိုင်ဖို့အတွက်အထဲဝင်ဖို့တာဝန်ရှိသူအားလုံးစီခွင့်ပြုချက်တောင်းပါတယ်။ဒါပေမဲ့သူတို့ကပြင်မွင့်ပါဘူးလို့လျင်ပြတ်မှုတွေသေဆုံးခဲ့သူတဦးရဲ့မိသားစုဝင်တဦးကပြောဆိုထားပါတယ်။သူအသက်က80နှစ်ရှိပါပြီ။လျင်ပြတ်မှုထဲမိသားစုဝင်တည်ဆုံးခဲ့တဲ့ဆွာနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဗီဒီယိုဖိုင်ထဲမှာပဲမိလောင်ကျမ်းမိသားအလောင်းကိုတွေ့ရတာပါ မျက်နှာကိုတေချာအတိမပြူနိုင်ပါဘူး။အဲဒါကြောင့်အတိပြူနိုင်ဖို့အလောင်းတွေထားရတဲ့ကိုဝင်ခွင့်ပြုဖို့အားလုံးကို တောင်းဆိုခဲ့ပေမဲ့သူတို့ကခွင့်မပြုကြပါဘူး။လေရင်ပြဲကြရနေရာကိုအိန္ဒိယဝင်ကြီးချုပ်တွားရောက်ကြည့်ရှု။လေရင်ပြဲကြတဲ့နေရာကိုလာရောက်ကြည့်ရှုတဲ့အိန္ဒိယဝင်ကြီးချုပ်နာရင်ဒရာမိုဒီကတော့ဒီအဖြစ်ပြက်ဟာအလွန်ကိုဝမ်းနဲ့ကြေကွဲစရာကောင်းတယ်လို့ဆိုပါတယ်။ လျင်ပြဲကြပြီးချိန်မှာကယ်ဆယ်ရေးအဖွဲ့တွေနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေမမောမပန်းနဲ့လုပ်ကိုင်နေကြတာကိုတရားပါတယ်။လျင်ပြဲကြမှုအတွင်းဆုံရှုံခဲ့ရသူတွေအတွက်သက်ဆိုင်သူမိသားစုဝင်ဆွေမျိုးသားချင်းတွေတွေးဆလို့မရနိုင်တဲ့ဖြစ်ရဆိုကြီးတစ်ခုပါပဲ။လျင်ပြဲကြမှုအတွင်းအသက်ရှင်ချိန်ရခဲ့သူတူအဲအိန္ဒိယလျင်ပြဲကြမှုအတွင်းအသက်ရှင်ချိန်ရခဲ့သူတူဖြစ်တဲ့သူကအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီက ကြည်သူစေယုံမှာတွားရောက်ကြည့်ရှုအားပေးစကားပြောခဲ့ပါရီလျင်ပြကြချင်းသူဟာရေပေါ်ထပ်ပေါက်ကနေခုံချခဲ့တာဖြစ်တယ်လို့လဲကနဦးသတင်းတွေရသိရပါရီလျင်ပြကြတဲ့နေရာမှာကေတင်မှုစူးစားသူလျင်ပြကြတဲ့နေရာနဲ့ကျွန်တော်နဲ့စက္ကန့်40လောက်ပဲဝေးပါရီအပြက်စီရိကြားထဲကသူတွေကိုကုညီဖို့ကျွန်တော်တငယ်ချင်းတွေကိုကုညီတောင်းခဲ့ပါရီအဆောင်ဝပြက်စီရိကြားထဲကနေအလောင်းတွေကိုဆဲထုတ်ရတယ်အဲ့ဒီထဲမှာကျွန်တော်တငယ်ချင်းချူတောင်းပါသေးတယ် ။လေရင်ပြတ်ချတဲ့အချိန်ကအကြောင်းသားတွေနေလည်စာစားနေတဲ့အချိန်မှာမိသက်ဘူးတွေကိုသုံးပြီးမိငိမ့်ဖို့စူးစားခဲ့ပေမဲ့အဲ့ဓာတွေကကောင်းကောင်းအလုံးမလုံးဘူးဖြစ်နေတာ။ Air India AI 171လေရင်ဟာစေကောလိန်နဲ့ပြည်သူစီယုံဝင်ဆရာဝန်တွေနေတဲ့အဆောင်ပေါ်ကိုမနေ့ကနေ့လယ်ပိုင်းမှာပြတ်ကျခဲ့တာဖြစ်ပြီးလေရင်ပြတ်ကျခြင်းစေဆောင်သားများစုဟာနေလယ်စာစာနေစာရလည်းဖြစ်ပါတယ်။လျင်ပြကြမှုအတွင်ကုကြရက်ပြည်နယ်ဝင်ကြီးဟောင်းတို့လည်းတည်ဆုံခဲ့ပါတယ်။ Air India လင်းပြေးချပြီးတေဆုံးသူတွေထဲမှာကုကြရက်ပြည်နယ်ဝင်ကြီးဟောင်းတဦးဖြစ်တဲ့သူလဲပါဝင်ခဲ့ပါတယ်။လင်းပြေးချမှုအတွင်းတေဆုံးခဲ့တဲ့ပြည်နယ်ဝင်ကြီးဟောင်းနေအိမ်ကိုကုကြရက်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့တာဝန်ရှိသူတွေတို့ပါရောက်ခဲ့ကြပါတယ်။မိသားစုလိုက်တေဆုံးခဲ့ကြတဲ့ဆရာဝန်မိသားစုအရင်ပြကြမှုအတွင်းမိသားစုလိုက်တည်ဆုံခဲ့ရတဲ့ဆရာဝန်မိသားစု9ယောက်ရဲ့ဆယ်ဖီတပ်ပုံဟာလူမှုကွန်ရက်ပေါ်ပြန့်နှံ့နေပါတယ် software engineer တဦးဖြစ်တဲ့ Factory နဲ့ဇနီးဒေါက်တာငါးနှစ်အရွယ်အမွာတာလီနှဦးနဲ့သမီးဖြစ်သူတို့ဟာလေရင်ပြတ်ချမှုအတွေ့မိသားစုလိုက်တည်ဆုံသွားကြတာပါ။အဲ့မိသားစုမှာလန်ဒန်မှာ6နှစ်ကြာနေထိုင်ခဲ့သူတဦးဖြစ်ပြီးမိသားစုလိုက်လန်ဒန်မှာအခြေချနေထိုင်ဖို့နှိရှိလာများတိဆောက်ခဲ့စိတ်ကူးခဲ့တာလည်းဖြစ်တာကြောင့်အဲ့လေရင်ပြတ်ကြတဲ့နေ့ဟာအိန္ဒိယကနေမိသားစုလိုက်လန်ဒန်ကို အပြေးပြောင်းဖို့ထွက်လာကြတဲ့နေ့လည်းဖြစ်ပါတယ်။ Air India AI171 လေယာဉ်ဟာအိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းလေဆိပ်ကနေပြန်တက်ပြီး9မိနစ်တွင်မှပြန်ချခဲ့တာဖြစ်ပြီးလေယာဉ်ပြတ်မကျမီမိနစ်ပိုင်းလုံးမှာလေယာဉ်မှူးကရေးပေါ်အခြေအနေခေါ်ဆိုခဲ့ပြီး engine set တွေအလုံးမလုံးတော့ကြောင်းဆက်သွယ်ပြောဆိုခဲ့ပါတယ်။ Albert မြူကနေ London Gasbag ကို ပြန်တမ်းမဲ့ Air India လေယာဉ်ဟာလူနေရွက်ဆီကောလေးဝင်းတစ်ခုတည်းပြန်ချခဲ့တာဖြစ်ပြီးလေယာဉ်ပေါ်မှာခီးသည်နေရာ30နဲ့ လျင်ဝင်ထန်း12ဦးလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တဲ့ကြောင့်ညတော့ဘတ်တန်နေချီလိမ့်လည်နေတဲ့ VNN စာဖြန့်ကိုင်းတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ဖမ်းပြီးဆွေးနွေးတဲ့လေးကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘက်ကမျိုးစွန်အစ်စ်မြင့်အင်အားတစ်ခုကိုထိုင်းရဲတပ်ဖွဲ့နဲ့အာဏာပိုင်တွေကဝန်ရောက်စီးနှင်ခဲ့ရာအွန်လိုင်းငွေကြေးလိမ့်လည်မှုကြားဖြတ်လုပ်ကိုင်းနေတယ်။ VNN နိုင်ငံသား29ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ ဒေတာဆိုင်ရာရေးရရှိ192ဦးနဲ့တူလက်ထောက်ကြီးကျယ်ရေးမှုရေးမှုကြီးဦးဆောင်တဲ့အဖွဲ့ဟာ VNN ငွေလင်ခိုင်တစ်ခုကိုဝင်ရောက်စီးနင်းချင်းဖုန်း136လုံးကွန်ပျူတာ55လုံးနဲ့ကက်တမင်း9ဂရမ်ကိုလည်းတပ်သေးနဲ့တကွသိမ်းဆည်းရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒေတာခန့်တွေရဲ့သတင်းပေးချက်အရစစ်ငြိမ်ရေးခွက်တစ်ခုကအိမ်နှလုံးကိုရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေခဲ့ရာတရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုကိုအသွင်ယူလုပ်ကိုင်းနေပြီးနောက်ကွဲမှာ ကြားဖြန့်လောက်ကိုင်းနေတဲ့တွေကိုဖန်ဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။ဖန်ဆီးခင်ရသူတွေထဲမှာအမျိုးသား22ဦးနဲ့အမျိုးသမီး9ဦးပါဝင်ပြီးသူတို့တွေဟာပြီးခဲ့တဲ့နှစ်အော်တိုဘာလကတည်းကထိုင်းနိုင်ငံတွင်အလဲပတ်ဗီဇာနဲ့ဝင်ရောက်ကကြားဖြန့်လောက်ကိုင်းဖို့ပြင်ဆင်ခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်။ဖီယန်နံငွေလင်ကဟာအစီအစဉ်တကျအချိန်ယူလိမ်လည်မှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဖက်တန်းနဲ့ချီလိမ်လည်မှုတွေလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်ရဲ့ဆက်လက်ဆောင်ဆဲဆစ်ဆေးမှုတွေရသူတို့တွေကအခြားဖြစ်ရတဲ့နိုင်ငံသားတွေကိုပြင်မထားပြီးအစီအစဉ်တကြားနဲ့လှုပ်ချံဖန်တီးငွေလိမ်လည်မှုတွေကိုလှုပ်ဆောင်နေကြတာပါလို့လက်ထောက်ကော်မရှင်နာထိုင်းရဲချုပ်ကပြောဆိုထားပါတယ်။ငွေလိမ်ကိုင်းလှုပ်ဆောင်နေသူတွေကဗီယက်နမ်နိုင်ငံသားအများဆုံးအသုံးပြုတဲ့ဆာလိုမောင်ပရိုဖိုင်တွေကိုဖန်တီးပြီးဝင်ငွေကောင်းတဲ့ကျန်းကျန်ပညာရှင်ဒါမှမဟုတ် ။ယင်းနှင်းမြွန်းနန်းတရေလိုလုံဆောင်ကအစီအစဉ်တကြလုံးကြံဆက်လန်းဖန်တီးပြီးအချိန်ယူငွေလိမ်လည်မှုတွေလုံဆောင်ကြတာလည်းဖြစ်ပါရင်။တင်စီရမိတဲ့ကွန်ပျူတာဖုန်းနဲ့တသက်ခံပစ္စည်းတွေကိုဆက်လက်စစ်ဆေးအောင်ပြင်မှတ်ထားငွေလိမ်လည်မှုကနေတစ်လကိုဘတ်39တန်ဝင်ကျင်းထိရရှိထားတာကိုလည်းထိုင်းအနာပိုင်းတွေကစစ်ဆေးတွေ့ရှိခဲ့ပါရင်။ VN ငွေလိမ်ကိုင်းကအလုတ္တမတူတလားဆောင်တသောင်းနှစ်ထောင်ဘတ်ပေးထားပြီးငွေလိမ်လည်မှုအောင်မြင်ပါကစူပိုကျေး ဘတ်နှစ်တောင်းခွဲထပ်မံရရှိပါသေးတယ်။ကြားဖြတ်ငွေလင်ခိုင်းလုံးကိုင်းနေသူတွေဘဏ်ကောင်တွေနဲ့မတင်ကားသူတွေကိုဆက်လက်ရှာဖွေဖော်ထုတ်သွားမှာဖြစ်သလိုနိုင်နေမှုတွေကိုပုံမှုပြင်းပြင်းထန်ထန်လှုပ်ဆောင်သွားမယ်လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အကြီးအကဲရဲချုပ်ကက်ဒရက် ပန်နက်ကလည်းပြောပြထားပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပြပါစေ။အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာရှင်လန်းကြပါစေရှင်။